ကျွန်တော်တို့ကတော့အခုကကျွန်တော်စီကိုလှူတာခုနှစ်သားသမီးကပတ်စံမဲ့လှူတာဖြစ်တဲ့အတွက်ကျွန်တော်ကလည်းအဲ့ဟိုခုနှစ်သားသမီးလှူထားတဲ့ပတ်စံကိုပစ္စည်းပစ္စည်းကဝယ်လိုက်လို့ရှိရင်ဟိုကျွန်တော်တို့တည်သွားဖို့အတွက်လည်းကျွန်တော်တို့မှာကားလည်းအလုံလောက်မရှိဘူး။အဲ့လူစည်းဖို့လောက်ပဲဆင်ပြေတဲ့အတွက်ကျွန်တော်ကငွေသားကိုပဲယူသွားတယ်။ပိုရောက်ရင်လည်းကျွန်တော်လိုအပ်တဲ့နေရာတွေကိုကျွန်တော်တို့တကယ်လိုအပ်နေတဲ့နေရာတွေကိုငွေသားပဲလှူဖြစ်မယ်ထင်ပါတယ်ခင်ဗျ။အငွေသားပဲလှူဖြစ်မှာပါ။ อ๋อဟုတ်ဟုတ်မပင်မမဟုတ်ဘူးအခုကကိုယ့်ထက်တောင်မှဒီခံစားနေရကြာလေကိုရီးယားမှာဒါဒီမှာဆိုရင်ကျွန်တော်တို့အခုပြန်လာတဲ့အခါမှာကောင်းကောင်းအိတ်နိုင်တည်ရကောင်းကောင်းစားနိုင်တည်ရပုံမှာကျတော့ဒါတို့အိမ်နေပျက်စီးသွားတယ်ပြီးတော့တချို့ဆိုထိခိုက်ဒဏ်ရာတွေရတယ်တချို့ဆိုဒီကလေးငငယ်လေးပဲရှိသေးတယ်ဒါလူ့ဘဝမှာစမှာပဲရှိသေးတယ်ခြေထောက်တွေလက်တွေဖြတ်ပစ်လိုက်ရတာတွေရှိတယ်အဲ့ဒီတဲ့ဆိုင်ဒါကျွန်တော်တို့ကအဆင်ပြေပါတယ်ဟုတ် ။အဲ့ချိန်တော့ကြာလားမကြာလားကိုကျွန်တော်ကိုယ်တိုင်တော့မှသိမမှတ်မိဘူး။ဘာဖြစ်လို့ဆိုတော့အဲ့ချိန်ရောက်သွားတဲ့အခါမှာဒီသူတို့ဟိုတိုက်တီပြိုပြီးတော့ပြိနေတဲ့လူတွေဆိုရင်ဒါနှစ်ရက်သုံးရက်ကြာတဲ့အခါမှာဆိုရင်အနံ့နေထွက်နေရတယ်။ပြီးတော့ဒီဟိုကိုယ်တဲ့ကိုယ်ခန္ဓာကိုယ်ကြီးတွေကဖောင်းကားပြီးတော့အဲ့လိုမျိုးပုံစံကြီးတွေဖြစ်နေတာမျိုးတွေနောက်ပြီးတော့ဟိုအဓိကတော့ဒီကိုဝင်ဆောင်မိခင်တွေနဲ့ကလေးတွေပေါ့နော်အဲအဲသူတို့ကိုမြင်တဲ့အခါကျတော့ ကလေးတတိလေးတွေဆိုရင်ငငယ်လေးတွေဆိုတာဥမာ6နှစ်5နှစ်8နှစ်အဲဝင်းကျင်နေမှာဆိုရင်6တောက်တစ်ချောင်းဖြတ်ထားတာရှိတယ်6တောက်နှစ်ချောင်းဖြတ်ထားတာရှိတယ်အဲလိုမျိုးတွေမြင်ရတဲ့အခါမှာဒီဝမ်းနေဖို့အတွက်သူ့ဘဝရဲ့ဒီနောက်ဘယ်လိုနေထိုင်မလဲဆိုတာမျိုးတွေးမိတာမျိုးတွေအဲလိုမျိုးတွေအတွက်ကိုကိုယ်တိုင်ဘယ်လိုတွေခံစားနေလဲကို emotion ကိုကိုပြန်ပြီးတတိမထားမိပါဘူးဟုတ်ဩော်ဒါကြတော့ဘယ်လိုပြောမလဲ လူတဲ့သူအတွက်လူတဲ့သူဆိုတော့ကျွန်တော်မဟုတ်ပါဘူးဒီခုနှစ်ရက်သားသမီးပါခုနှစ်ရက်သားသမီးပေးလိုက်ပြီးတဲ့လူကကျွန်တော်ပေးလိုက်တဲ့အခါမှာပြန်ပြီးတော့အဲ့လိုပြန်ပြန်ပေးတော့လူတဲ့သူတွေနောက်ထပ်လူတဲ့လူတွေလည်းကျင်းတတ်တာပေါ့ဗျာဟုတ်ဆိုသူတို့မှဒီလိုစိတ်ထားလေသူတို့မှဒီလိုမျိုးပျက်စီးသွားတဲ့အိမ်ကြီးနေရာတွေတော့အကုန်လုံးတော့မှပြိုပြက်သွားတဲ့အခါမှာတော့မှဒီစိတ်တက်ကောင်းနေတဲ့စိတ်တက်တွေလေးရတာမှထပ်ပြီးကြံရှိနေသေးပါလားကိုချင်းစာတရားရှိပါလား ငါယူလိုက်လို့ရှိရင်နောက်တစ်ယောက်ကမရနိုင်တော့ပါလားဆိုတော့အတွေးမျိုးတွေးမိသွားတာပေါ့နော်သူတို့မှအဲ့လိုစိတ်လေးကိုချင်းစာတရားလေးနဲ့ထားပြီးတော့ငါလည်းဒီလောက်ပဲယူမယ်နောက်လူလည်းရမယ်ဆိုတော့အတွေးလေးတွေဖြစ်ရတဲ့အတွက်လူရဲ့သူလည်းတကယ်ကိုပီတိဝမ်းသာဖြစ်ရတာပေါ့နော်ဟုတ်ကျွန်တော်တို့ကတော့အခုသွားတဲ့နေရာတွေမှာတနေရာနဲ့တနေရာရဲ့ဟိုဖြစ်တဲ့ဖြစ်ပုံချင်းကဟိုခေါင်းစဉ်အောက်ကတော့တခုတည်းဆိုပေမဲ့လည်းနေရာဒေသပေါ်မူတည်ပြီးတော့ခုနကပြောသလိုဗျာဒီဘက်နေရာသွားလိုက်တဲ့အခါမှာဥပမာဆေးမန္တလေးဆေးရုံကြီးကိုသွားတဲ့အခါမှာဆိုရင်ဒါ ဒီကြီးကြိုက်တဲ့ညာရတဲ့လူကတက်တက်အဲ့ဒီညာမှာဆိုကျွန်တော်တို့လူဖို့ဟာဘယ်လိုလူရမလဲဆိုတော့ကျွန်တော်တို့ဆုံးစဉ်းစားရတယ်ဆုံးဖြတ်ရတယ်။ဩဒီခြေတော့ဒီလက်တွေဖြတ်လိုက်ရတဲ့လူတွေအတွက်ဆိုရင်လည်းကျွန်တော်တို့ကတမျိုးပြန်ပြီးတော့စဉ်းစားရတယ်။ဟုတ်လဲဆိုတော့သူတို့ကပြန်မဖြစ်နိုင်တော့တဲ့အရာပြန်ပြီးတော့ဒီခြေတော့ဒီလက်တွေဆိုတော့ပြန်ပြီးတော့ထွက်လာမယ့်အရာမျိုးမဟုတ်ဘူး။အဲ့ဒီအတွက်သူ့ဘဝကတစ်စစ်ချိုးကကြောင်းလဲသွားတယ်။အဲ့ဒီအတွက်ကျွန်တော်တို့ဘယ်လောက်တောင်ကူညီပေးနိုင်မလဲ။အဲ့ဒါမျိုး ဟိုကုညီပေးပုံကုညီပေးနေရတယောက်နဲ့တယောက်တော့တနေရာနဲ့တနေရာတော့မတူဘူးဗျဟုတ်ကျွန်တော်ဒီ production မှာကျွန်တော်အခုလိုမျိုးဟိုတိုက်ပိုင်ဒီပုံစံမျိုးနဲ့စာချုပ်ချုပ်လိုက်ရတဲ့အတွက်တကယ်ကိုကျေနပ်ပါတယ်ဝမ်းသာပါတယ်ပီတိလည်းဖြစ်ရတယ်ဘာလို့ဆိုတော့သူတို့ရဲ့ဒီဖြစ်ပေါ်နေတဲ့ဒီအနေထားပုံမှာမူတည်ပြီးတော့လူဆိုတာမျက်ချင်လို့အလုပ်လုပ်ကြတာလေဒါပေမဲ့အဲ့မျက်ချင်လို့လုပ်လို့တဲ့အထင်းမှာအခုလိုမျိုး ဒီကားရဲ့ပြတ်သားလို့ရတဲ့အမျက်ငွေ100ရာခိုင်နှုန်းလို့အခုလိုမျိုးလှူဒန်းမယ်လို့သိရတဲ့အတွက်ကျွန်တော်တကယ်ပဲဒီတိုက်ကနေဟိုတရုတ်ဆောင်တယောက်ဖြစ်ရတာအယံကိုခုံယူပါတယ်ဟောဝမ်းသာပါတယ်ဘာလို့ဆိုတော့ဟိုကျွန်တော်တို့တက်တာကဒီအနုပညာပေါ့ဒီအနုပညာနဲ့ကျွန်တော်တို့ကဟိုဟိုပြန်ပြီးတော့ဒီဖြစ်နေတဲ့အခြေအနေပေါ်မှာအခုဒီမြင်းငလင်းဖြစ်နေတဲ့ဒေသတွေအပေါ်မှာအခုကျွန်တော်တို့နုပညာနဲ့ ြသလိုက်တဲ့ရလာတဲ့ငွေကြေးတွေနဲ့ကျွန်တော်တို့ပြန်လှူလို့ရတယ်ဆိုတာလဲဒါအလှချင်းတစ်မျိုးပဲကျွန်တော်တို့ကိုယ်တိုင်တိုက်ရိုက်လှူတာမဟုတ်ပေမဲ့လည်းကျွန်တော်တို့ဒီကနေရရှိလာတဲ့ငွေကြေးတွေကိုကျွန်တော်တို့ production ကနေလှူတယ်ဆိုတာလဲဒါအလှတစ်မျိုးပါပဲအဲ့အတွက်ကျွန်တော်တကယ်ဟိုကျွန်တော်တို့လုတ်ပေးရတာပို့ပြီးတော့ပျော်တာပေါ့နော်ဟုတ်ဟုတ်ကျွန်တော်တို့ဘက်ကတော့ခုနကဒီဖြစ်ပေါ်နေတဲ့အခြေအနေကြီးမှာဒါကြီးကိုဟိုအတင်းတိုက်တွန်းပြီးတော့ပြောရတာတကယ်လည်းအားနာပါတယ် ဒါပေမဲ့လည်းအခုလိုတိုက်တွန်းကြီးဖို့တိုက်တွန်းနေဆိုတာကလည်းတို့ရရှိလာတဲ့ငွေငွေတွေအကုန်လုံးကိုတရားရာခိုင်နှုန်းလုံးကိုလှူဒန်းပေးမှဆိုတဲ့အတွက်ကျွန်တော်တို့အခုအာနန္ဒာနဲ့ပဲအခုလိုမျိုးဒီကားလေးကိုကြီးပေးဖို့အတွက်ဖိတ်ခေါ်ပါခြင်းဖြစ်ပါတယ်ခင်ဗျာအဲကျွန်တော်တို့အခုဖြစ်ဖြစ်ပြီးနောက်ရက်ပေါ့နောက်ရက်ကနေသွားလိုက်တာအခု6ရက်ကြာတယ်6ရက်ကြာပြီးအခုခဏပြန်လာတယ်ပြန်လာပြီးတော့ဒီပွဲလေးရှိတဲ့အတွက်ကျွန်တော်နေတယ်7ရက်နေ့မနေ့ပြန် နက်ဖြန်မနက်ကိုကျွန်တော်တို့အစောကြီး9နာရီလောက်ကျွန်တော်ထွက်ပါမယ်။ဒီကနေပြီးတော့တို့တောက်လျှောက်ဒီတို့မလူပါသေးတဲ့ဒေသတွေပေါ့ဒီကနေသွားမယ်ဆိုရင်အဲပြင်မနာတို့နေပြီးတော့အဲဟိုဘက်ပျော်ပွဲတို့ရမဲတင်းတို့အဲကနေတောက်လျှောက်အင်းလေးထိတက်ပါမယ်ပေါ့ကျွန်တော်အဲ့ဒေသကိုအခုမှရောက်မှာလို့ဆိုတဲ့အတွက်ကျွန်တော်အဲ့ဒေသရဲ့ဖြစ်နေတဲ့လိုအပ်ချက်တွေကျွန်တော်တို့ခုမှမသိသေးပါဘူးကျွန်တော်ရောက်ပြီးသားဒေသတွေကတော့ဘာလို့လိုအပ်နေရဲဆိုတော့ကျွန်တော်သိရတဲ့အတွက်အဲ့ဒါတွေကတော့ကျွန်တော်လှူပြီးသားလည်းဖြစ်တဲ့အတွက်ကျွန်တော်တည်ပြီးသားပါ ဒါပေမဲ့အခုသွားမယ့်နေရာဒေတာအစ်စ်ကျွန်တော်လုံးဝမရောက်ရှိသေးတဲ့အတွက်အမမေးတဲ့မေးခွန်းကိုကျွန်တော်မဖြေတတ်သေးဘူးခင်ဗျကျွန်တော်တို့ကတော့အခုကကျွန်တော်စီကိုလှူတာခုနှစ်သားသမီးကပတ်စံမဲ့လှူတာဖြစ်တဲ့အတွက်ကျွန်တော်ကလည်းအဲ့ဟိုခုနှစ်သားသမီးလှူထားတဲ့ပတ်စံကိုပစ္စည်းပစ္စည်းကဝယ်လိုက်လို့ရှိရင်ဟိုကျွန်တော်တို့တည်သွားဖို့အတွက်လည်းကျွန်တော်တို့မှာကားလည်းအလုံးလောက်မရှိဘူးတော့လူစည်းဖို့လောက်ပဲဆင်ပြေတဲ့အတွက်ကျွန်တော်ကငွေသားကိုပဲယူသွားတယ်ပို့ရောက်ရင်လည်းကျွန်တော်လိုအပ်တဲ့နေရာတွေကိုကျွန်တော်တို့တကယ်လိုအပ်နေတဲ့နေရာတွေကိုငွေသားပဲလှူဖြစ်မယ်ထင်ပါတယ်ခင်ဗျငွေသားပဲလှူဖြစ်မှာပါ ဟုတ်ဟုတ်ကဲ့ပါအခုကျွန်တော်တို့ဒီကျွန်တော်တို့ production ကနေပြီးတော့အခုပြတ်တဲ့ဒီသူတော်တစီစကားကြီးကိုကျွန်တော်တို့ဟိုကြည့်ရှုပေးဖို့အတွက်ကျွန်တော်တို့ဖိတ်ခေါ်ပါတယ်ဖိတ်ခေါ်ရဲဆိုတဲ့နေရာမှာလည်းကျွန်တော်တို့အာနာနာနဲ့ဖိတ်ခေါ်ရတာပါ။ဘာကြောင့်လဲဆိုတော့ဒီသူတော်တစီကာကြီးကိုလာကြည့်မဲ့သူတိုင်းမှာရရှိတဲ့ငွေတွေကျွန်တော်တို့ဒီအမျက်ရဲ့တရားရာခိုင်နှုန်းအားလုံးကိုလှူဒန်းပေးမှဖြစ်တဲ့အတွက် ကျွန်တော်တို့အာနန္ဒာနဲ့ပဲဒီသူတော်တေဇကားကြီးကိုလာကြည့်ပေးပါဦးလို့ကျွန်တော်အနေနဲ့ဖိတ်ခေါ်ပေးရစီခင်ဗျာကျေးဇူးပါ